သီခံကြည့်လိုက်ပါလူတွေကတချို့သီခံနာကိုသီခံရင်အနေခံရတယ်သီခံတဲ့လူကိုပို့ပြီးတော့ဖိခံရတယ်ဒီလိုတွေးတာသီခံလိုက်တာဟာရှုံးသွားတယ်လို့ဒီလိုတွေးတာအမှန်ကတော့သီခံလိုက်တာကလောက်ရတာခက်ပေမဲ့သီခံကြည့်လိုက်ရင် ရှုံးသွားတာမဟုတ်ဘူးသီခံလိုက်တဲ့ပုံကိုယ်ကြီးမှာအများကြီးအကျိုးသက်ရောက်မှုရှိတယ်ဘုန်းကြီးအများတန်း တပည့်တွေကိုဆုံးမတဲ့အခါအเจ้าမတော်လမတွေဝတ်တယ်၊ကိုရင်เจ้าသားတွေဆုံးမတဲ့အခါအမြဲတမ်းပြောတာကိုရင်လေးတွေတို့เจ้าသားတို့ဒကာတို့ဒကာရမတို့ဘယ်နေရာမှာပဲဖြစ်ဖြစ်ဘယ်သူနဲ့ပဲဖြစ်ဖြစ်ဘယ်ချိန်မှာပဲဖြစ်ဖြစ်အစဉ်ပြေခြင်းရင်အချက်၄ချက်ကိုသိခံပါဒီလိုအမြဲတမ်းပြောဘယ်သူနဲ့ပဲဖြစ်ဖြစ်ဘယ်ချိန်ပဲဖြစ်ဘယ်နေရာမှာပဲဖြစ်ဖြစ်ကိုယ့်ဘဝမှာအစဉ်ပြေခြင်းလို့ချင်းအချက်၄ချက်သိခံပါ နံပါတ်1အစာတိခံနံပါတ်2စကားတိခံနံပါတ်3ပုံကိုတိခံနံပါတ်4နေရာတိခံဒီအချက်၄ချက်ကိုသာလင်နေရာတိုင်းမှာအချိန်တိုင်းမှာလေ့ကျင့်နိုင်မယ်ဆိုရင်ဘယ်သူနဲ့ဖြစ်ဖြစ်အဆင်ပြေတယ်ဘယ်နေရာမှာပဲအဆင်ပြေတယ်ဘယ်အချိန်မှာဖြစ်ဖြစ်အဆင်ပြေတယ်အစာတိခံရမယ်စကားတိခံရမယ်နေရာတိခံရမယ်ပုံကိုတိခံရ